El Salvador နိုင်ငံဟာ Central America ကအသေးငယ်ဆုံးသောနိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။နှစ်အတော်ကြာဒီနိုင်ငံငယ်လေးဟာဆင်းရဲမွဲတေမှုအကျဉ်ပြတ်ချစားမှုအကြမ်းဖက်ဂိုင်းတွေရဲ့တောင်းကျမ်းမှုတွေနဲ့နင်းမိုးနေပြီးနိုင်ငံရဲ့နေရာတိုင်းမှာယာစွေသားတွေကသာချဲလေလွှမ်းမိုးနေကြတာပါ။ပြောမယ်ဆိုရင်တော့သူတို့ရဲ့အကူအညီမပါဘဲသင်တို့အနေနဲ့စေကူသားမှုခံယူနိုင်မှုတောင်လွယ်ကူမှာမဟုတ်ပါဘူး။ဒါပေမဲ့ဒါရီအားလုံးဟာ2022ခုနှစ်အရောက်မှာတော့လုံးဝပြောင်းလဲသွားကြပါပြီ။ ယခုနှစ်အနေငယ်အတွင်းမှာပဲနိုင်ငံအတွင်းကလူတက်မှုနှုံးထားဟာလေ80ရာခိုင်နှုန်းကျော်ကျဆင်းသွားခဲ့ပါတယ်။ဒီကနေ့မှာတော့တင်းတို့ကို El Salvador နိုင်ငံတေးလေးရဲ့သူတို့ရဲ့ရာဇဝတ်ခိုင်းတွေကိုဘယ်လိုနှိမ်နင်းခဲ့တယ်လဲဆိုတဲ့အကြောင်းအရာတချို့ကိုစူးစီးတင်ဆက်ပေးသွားမှာပါ။ဒါကြောင့်မလို့ဒီအစီအစဉ်လေးမစားခင်မှာတော့အရင်ဆုံးအနေနဲ့ကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ကြသေးဘူးဆိုရင်လည်း subscribe လုပ်သွားဖို့တောင်းဆိုပါရစေ။ကဲအစင်းသေးဖြစ်ပြီးဆိုရင်တော့စလိုက်ရအောင်ပါ။ ်ဆယ်ဗေဒိုနိုင်ငံဟာရာဇဝတ်မှုနှုံထအမြဲလိုလိုမြင့်တက်နေကြတာဖြစ်ပြီးရာဇဝတ်ဂိုင်းမျိုးစုံကလည်းတောင်းကျမ်းလျက်ရှိပါတယ်။နိုင်ငံတစ်နိုင်ငံမှာလက်နက်ကိုင်းရာဇဝတ်ဂိုင်းသားတွေဟာပေါများနေတယ်ဆိုတာအတော်လေးစိုးရွားလာတဲ့ပြဿနာပါ။ဥပမာအဖြစ်လွန်ခဲ့တဲ့2021ခုနှစ်တုန်းကဂန်စတာတွေ2500ဟာလမ်းမပေါ်မှာသွာလာနေစေဖြစ်ပြီးတစ်ဖက်မှာလည်းဖန်စီခံထားတဲ့ရာဇဝတ်သား4350ကျော်ရှိခဲ့ပါတယ်။2022ခုနှစ်အစပိုင်းမှာဆိုရင်ပုံမှန်အဖြစ်တရက်ကိုလူသတ်မှု16မှုလောက်ဖြစ်ပွားလေးရှိပြီး 2015ခုနှစ်တနစ်ထဲမှာတင်လူသတ်မှု6656မှုဖြစ်ပွားခဲ့ပါတယ်2016ခုနှစ်မှာတော့လူသတ်မှု9269မှုဖြစ်ပွားခဲ့တာကြောင့်အနည်းငယ်လျော့သွားတယ်လို့ဆိုရမှာပါ2022ခုနှစ်မှာတော့ El Salvador နိုင်ငံဟာရာဇဝတ်ဂိုင်းတွေဖြိုခွဲခံရပြီဖြစ်တာကြောင့်ပြည်မှုကျူးလွန်မှုနှုန်းကလည်းတိတိတသားစတင်ကျဆင်းလာခဲ့ပါတယ်။ဒီလိုနဲ့ El Salvador နိုင်ငံဟာ Central America ရဲ့အလုံးကျုံဆုံးသောနိုင်ငံတစ်နိုင်ငံဖြစ်လာပြီး2024ခုမှာဆိုရင်နိုင်ငံရဲ့လူသတ်မှုဖြစ်ပွားနှုန်းဟာ လူတသိန်းမှာတိတရမ9ဦးသာရှိပါတော့တယ်။ဒါဟာလက်တင်အမေရိကနိုင်ငံတွေထက်တောင်ပိုမိုလျော့နေသွားကြတာပါ။9နှစ်ကျော်ကာလအတွင်းမှာ68ရာခိုင်နှုန်းအထိကျဆင်းလာခဲ့တာဖြစ်တယ်လို့2022ခုနှစ်တစ်ခုလုံးမှာလည်းလူတက်မှု465မှု2024မှာ134မှုသာရှိလာပါတယ်။ Elsevedo နိုင်ငံမှာမိမှုခဲ့တဲ့အင်အားအကြီးမားဆုံးနဲ့နမဲအကျော်ဆုံးရာဇဝတ်ဂိုင်းဟာဆိုရင်တော့ Mara 18နဲ့ MS 13တို့လို့ဆိုရမှာပါ။ ဒီကိန်းတွေရဲ့စီးပွားရေးလုပ်ငန်းတွေကလည်းမြင်တွေ့နေကြဂန်စတာတွေနဲ့တိတ်မကွာချားလာပြီးမြချင်းချောက်ငွေတောင်းခြင်းလူမာခိုမူရည်မှားခိုလူကုံကူးခြင်းအကြံဖတ်မှုကျူးလွန်ခြင်းစားတာတွေပြုလုပ်ကြတဲ့လို့တစ်ဖက်မှာလည်းသူတို့ကိန်းဟာတစားတဲ့တစားအင်အားကြီးမားတဲ့အကြီးမားလာခဲ့ပါပြီ။ဒါကြောင့်ပြည်သူတွေကလည်းသူတို့ကိုထိတ်လန့်ကြောက်ရွံ့လာကြပြီးသူတို့ဟာ El Salvador ပြည်သူတွေအပေါ်အလွန်ပဲဩဇာညင်ညောင်းခဲ့တယ်လို့ဆိုင်ငံတွေကလည်းသူတို့ရောင်းခိုင်းတဲ့ပစ္စည်းကိုသာရောင်းကြရပါတယ်။ ြည်သူတွေကလည်းရာဇဝတ်သားတွေကြားမှာနေထိုင်ရတာစိတ်ဖိစီးမှုများလာကြောင်းဝေဖန်လာကြတယ်လို့ပြည်သူတွေအနေနဲ့သွာလာလှုပ်ရှားရတာစကားပြောရတာကအစမလုံခြုံမှုတွေခံစားလာပါပြီ။ဒါတွေမကသေးပဲဒီကိုင်းစားတွေဟာမိသားစုတွေရဲ့ကလေးငယ်တွေဆယ်ကျော်တက်တွေနဲ့လူငယ်တွေကိုပါဖျားယောင်းစီးယုံလေးရှိကြသေးပြီးလူသစ်စီးဆောင်သွားတဲ့ကလေးငယ်ပေါင်းထောင်တောင်းချီရှိခဲ့ပါတယ်။စီးပွားရေးလုပ်ငန်းရှင်တွေကိုလည်းချင်းချောက်ငွေတောင်းကြတယ်လို့သူတို့စကားနားမထောင်တဲ့လူတွေဆိုရင်လည်းအသက်ရှိရှိမနေရပဲမကြခင်မှာပဲအစားနာပြောက်သွားတတ်ပါတယ်။ ါကြောင့်လည်းပြည်သူတွေဟာအဆုံးမဲ့အကြမ်းဖက်မှုတွေနဲ့အကြောက်တရားတွေကြားစိတ်ပင်ပန်းလာကြတယ်လို့တချို့ကလည်းနိုင်ငံကနေထွက်ခွာသွားကြပါတယ်။အချက်လက်တွေအရနေထိုင်သူ9သိန်းကျော်မှဂန်စတာအရေအတွက်6000ကျော်ရှိလာခဲ့တာကြောင့်ပြည်သူတွေကလည်းရာဇဝတ်သားတွေကိုမိခိုလာကြပါတယ်။နိုင်ငံမှာလည်းလူဦးရေ6.3သန်းရှိပြီးလူ12ယောက်မှတယောက်ဟာရာဇဝတ်ဂိုင်းသားတွေဖြစ်နေတာကြောင့်အစိုးရအနေနဲ့လည်းတစုံတစ်ခုလုပ်ဖို့လိုအပ်လာပါတယ်။ ဒီလိုနဲ့ပဲ2022ခုနှစ်မတ်လမှာတော့တမ်မရနိုင်ဘူခလီကအစိုးရအဖွဲ့ဟာအရေးပေါ်အခြေအနေကြီးညာရေးရာဇဝတ်ဂိုင်းတာတွေကိုတမိုင်းဝင်ဖြိုခွဲမှုတွေစတင်ပြုလုပ်ခဲ့ပါတယ်။ဒီလိုကြီးညာလိုက်တာကြောင့်အစိုးရဟာရာဇဝတ်သားတွေကိုအစွန်းဆုံးထိနှိမ်နှင်းသွားရတယ်လို့စစ်သားတွေပါအတုံးပြုလာပြီးစစ်သားတွေကလည်းလူနေအိမ်တွေရဲ့အထိရာဇဝတ်သားတွေကိုမှုနှောက်ရှာဖွေပါတယ်။ဒီလိုနဲ့လမ်းမောသွားလာလှုပ်ရှားနေတဲ့ရာဇဝတ်သားတွေလည်းအုံလိုက်ကျင်းလိုက်ဖမ်းဆီးခံရပြီးသူတို့ကြကအဆက်အသွယ်တွေလည်းဖျက်တောက်ပစ်လိုက်ကြပါတယ်။ ငွေရမှကိုလမ်းကြောင်းတွေလည်းပြက်စီးကုန်ကြတယ်လို့ရခင်ကငွေချင်းချောက်ညစ်တာမျိုးလည်းမလုံနိုင်ကြတော့ပါဘူးဒီလိုနဲ့ရာဇဝဲကိုင်းတွေလည်းလှုပ်ရှားခတ်ကုန်ကြပြီးနှိမ့်နေအဖွဲတွေကိုမကြောလွန်နိုင်ပဲတစ်ချိန်လုံးဖမ်းဆီးခံလာပါတယ်တကယ်တော့တမ်ဘရာနိုင်ဘူခလိမတိုင်ခင်အထိပဲအစိုးရကမှဒီရာဇဝဲကိုင်းတွေကိုမကင်တွင်နိုင်ခဲ့ပါဘူးရခင်အာဏာပိုင်တွေကလည်းသူတို့ကိုထိန်းသိမ်းနိုင်ဖို့ကြိုးစားခဲ့ကြတယ်လို့2000ပြည့်နှစ်အစောပိုင်းကအစိုးရတွေဟာရဲတွေစစ်သားတွေအုံပြူရေးမျိုးစုံမျိုးပြားနေရာတွေအထိနှိမ့်နေရေးတွေပြုလုပ်ခဲ့ပါတယ် ဒါပေမဲ့ရာဇွေကိုင်းတွေဟာခဏအတွင်းမှာပဲပြန်လဲစူးစီးသွားကြပြီးရာဇွေမှုတွေလက်စားချေမှုတွေကိုပိုလို့တောင်ကျူးလွန်ပါတယ်။ဒီလိုနဲ့အခြေအနေတွေဟာအရင်တိုင်းပဲရာဇွေကိုင်းတွေကပြန်လဲစိုးမှုလာကြပြီးအကြမ်းဖက်မှုတွေလူသတ်မှုတွေကိုလက်မညွတ်လှုပ်ဆောင်လာပါတယ်။ဒါပေမဲ့လည်းတံမရနိုင်ပြီလက်ထက်မှာတော့နှိမ်နှင်းမှုတွေဟာအတော်ကိုထိရောက်ခဲ့ပြီးဘာကြောင့်များခေအဆက်ဆက်တံမရတွေကြာဆုံးခဲ့တာကိုသူ့အနေနဲ့ကင်တွယ်ခဲ့တယ်လို့သင်ထင်ပါတယ်။ဒီအတွက်အဓိကအကြောင်းရင်း၃ချက်ရှိပါတယ်။အဲ့ဒါတွေကတော့အင်အားအလွန်ကျွံတုံဖြိုခွဲခြင်း ဂန်စတာအဖွဲ့သားတွေကိုအရှုံးသမားတွေအဖြစ်အချက်ခွဲပြခြင်းနဲ့ဒီအစိုးရအဖွဲ့ရဲ့နိုင်ငံရေးအင်အားကြီးမားလာခြင်းတို့ကြောင့်ဖြစ်ပါတယ်။တမ်ဘရာနိုင်ဘူကလီရဲ့စီမံချက်တွေဟာအောင်မြင်လာခဲ့တယ်လို့မြို့ပြတွေဟာပုံမှန်အေဂျင့်တီးကျင်းလာတယ်လို့လမ်းမတွေမှာမင်းမှုတဲ့တက်တူးတွေတနတ်တွေနဲ့ဂန်စတာတွေနေရာမှာယူနီဖောင်းဝစ်အစားတို့နေရာယူလာကြပြီးသူတို့ကလည်းလိုအပ်တာမှန်သမျှကိုလမ်းမယွတ်လှုပ်ဆောင်ခွင့်ရထားပါတယ်။နိုင်ငံကိုအရေးပေါ်အခြေအနေကြီးညာပြီးတဲ့နောက်သူတို့ရဲ့လှုပ်ဆောင်ချက်တွေစတွေမြင်တွေ့လာခဲ့ကြပြီးများသောအားဖြင့်တဘာဝပေး ကပ်ဘေးတွေကြားရောက်မှသာဒီလိုကြညာရတာပါဒါပေမဲ့လည်း El Salvador နိုင်ငံရဲ့ဘေးအစိုးရကမှ Gangster တွေကိုဒီလောက်ထိပြင်းပြင်းထန်ထန်မနှိပ်ကွပ်ခဲ့ဘူးတလို့2022ခုနှစ် match လကုံပိုင်းလောက်မှာတော့ရေရဲစစပစ်ခတ်တပ်ဖြတ်မှုတွေပေါ်ပေါက်လာပြီးလူ88ဦးသေဆုံးခဲ့ပြီးဥပဒေပြဋ္ဌာန်းရေးသမားတွေကလည်းတမ်မရရဲ့တောင်းဆိုချက်ကိုလိုက်ရောခဲ့ကြပါသေးတယ် အရေးပေါ်အခြေအနေကိုတလားစားသာကြေညာထားပေမဲ့အချိန်မောင်းများစွာတည်တန်းတိုးခဲ့ပြီး2025ခုနှစ်မတ်လ28ရက်နေ့မှာတော့ El Salvador နိုင်ငံရဲ့အရေးပေါ်တည်တန်းကြေညာမှုဟာ၃နှစ်ပြည့်သွားခဲ့ပါတယ်။အရေးပေါ်အခြေအနေကြေညာမှုတက်ရောက်မှုရှိနေသေးပေမဲ့အခြေခံဥပဒေကတင်းကျပ်နေဆဲဖြစ်တယ်လို့ဥပဒေနဲ့အညီကုကံပိုင်ခွင့်နဲ့လွတ်လပ်စွာသွားလာခွင့်ရှိနေဆဲဖြစ်ပါတယ်။တစ်ချိန်တည်းမှာပဲဖန်ဆီးခံရတဲ့ရာဇဝတ်သားတွေကတော့ဥပဒေရဲ့အကာအကွယ်မရကြတယ်လို့အစိုးရဟာပြည်သူတွေရဲ့ဆက်သွယ်ပြောဆိုမှုတွေကိုလည်းကြားဖြတ်ထောက်လှမ်းနေတာဖြစ်ပါတယ်။ ဒီလောက်ရတွေကြောင့်လုံကြုံရေးအဖွဲတွေဟာရာဇဝတ်သားတွေကိုပုံမဖန်းစည်းရလွဲကူလာပြီးရာဇဝတ်သားနဲ့သူ့ရဲ့ကြံရပါအဖြစ်ယူဆခံရသူတွေဟာဝရမ်းအောင်မလို့တော့ပဲတရင်အထောက်ထားခိုင်းလုံတာနဲ့ဖန်းစည်းခံရမှာဖြစ်ပါသည်။ဒါကြောင့်လုံကြုံရေးအဖွဲတွေရဲ့လှုပ်ရှားမှုဟာလှေးမြန်လွန်းလှတယ်လို့ရာဇဝတ်သားတွေလည်းရှောင်တိန်ချိန်တော့မရတော့ပါဘူး။အရေးပေါ်အခြေအနေကြီးညာပြီးပထမ2လတာမှာပဲလုံချုံရဲ့အဖွဲ့တွေဟာလူပေါင်း3000 3000ကျော်ဖမ်းဆီးခဲ့ပြီးပြီဖြစ်ပါတယ်။ဒါရီမကာသေးပဲရှေ့နေတွေနဲ့နိုင်ငံသားဆိုင်ရာအဖွဲ့အစည်းတွေကလည်း ဖန်စီခံရတဲ့ရာဇဝတ်သားတွေနဲ့ပြောဆိုခွင့်မရှိကြပါဘူး။ဖန်စီမှုတွေဟာအမည်မသိသတင်းပေတွေ၊ကောလာဟလတွေနဲ့ဆိုရှယ်မီဒီယာကသတင်းတွေကိုအခြေခံရင်ဖန်စီလာကြတာဖြစ်ပြီးနောက်ဆုံးမှာတော့ရာဇဝတ်ဂိုင်းတွေနဲ့ပတ်သက်တဲ့သူ၈000ကျော်ဖန်စီမိခဲ့ပါပြီ။သူတို့ကတော့လက်တင်အမေရိကရဲ့အကြီးဆုံးသောအကျဉ်းထောင်တွေမှာထိမ့်သိမ်းကြပြီးတကယ်တော့တမ်ဘရာဘက်ကလေးကလည်းဒီ UA ချက်နဲ့ပဲဒီအကျဉ်းထောင်ကြီးကိုဖွင့်လှစ်ခဲ့တာပါ။ဒီအကျဉ်းအောင်ကြီးကိုတော့2023ခုနှစ်ဇန်နဝါရီလမှာစတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီးဘလို့အကျဉ်းသားကမှထွက်ပြေးလွတ်မြောက်နိုင်ခြင်းမရှိပါဘူး။ ဒီအကျဉ်းအောင်ကြီးဟာ58เอกကျဲဝန်းတယ်လို့ဒေတာခန်တွေကလည်းအကျဉ်းအောင်တွေမှာဘာတွေဖြစ်တယ်လဲဆိုတာသိနိုင်ဖို့မလွယ်ကူဘူးလို့ဆိုပါရယ်။အဲ့ဒီအကျဉ်းအောင်တွေမှာတော့တနိုင်ငံလုံးကအကျဉ်းဆုံးအရန်ဆုံးသောရှားဆွဲသားတွေကိုစုပြုံထိန်းသိမ်းထားပြီးအကျဉ်းငန်းတွေထဲမှာလည်းစောင်းတွေခေါင်းတွေအိယာခင်းတွေတောင်မရှိပါဘူး။အင်တာတခုအင်္ဂလိပ်နဲ့ပြုလုပ်ထားတဲ့လက်စေးကန်တကန်တန်ရှင်းဖို့လုပ်တဲ့ပလတ်စတစ်ပုံတစ်ပုံနဲ့ရေတောက်ဖို့ရေခရတစ်ခုပေးထားပါဗျ။အခန်းထဲမှာတော့အချုပ်သားတွေကိုပြေးကြအောင်ထည့်သွင်းထားပြီး တရက်ကိုနိုင်ဝက်လောက်သာအပြင်ထွက်ခွင့်ရှိပါတယ်။အချိန်ပြည့်မီးတွေဖွင့်လာပြီးဒီအကျဉ်းောင်ထဲမှာတက်တောက်တတရှိမှုဒါမှမဟုတ် privacy လုံခြုံရေးဆိုတာလည်းဘယ်နေရာမှာမှရှိမှာမဟုတ်ပါဘူး။အကျဉ်းသားတွေဟာစာအုပ်ဖတ်တာဖဲကစားတာအင်္ဂါပေးတဲ့စာကိုလက်ခံတာမျိုးတော့လုပ်ခွင့်မရှိသလိုအစာဘန်းတွေကိုအပြင်မှာသာထားရှိထားတာကြောင့်တန်တိုင်းတွေကြားကပဲခတ်ယူစားတောက်ရပြီးဘရောမှအသားမကြွေပါဘူး။အဖွဲလိုက်လေးကျင်ကလှုပ်ခြင်းနဲ့တမာကျန်းစာဖတ်ခြင်းတို့အတွက်တနေ့ကိုနိုင်ွယ်လောက်ခမ်းမကြီးတဲ့သွာလာခွင့်ရှိကြပြီ ခမ်းမန်းကြီးအရအကျဉ်းထောင်ထဲမှာအကျဉ်းသားတထောင်ကနေနှစ်ထောင်ကျရှိတယ်လို့သူတို့တွေကအများစုကတော့ဘတော်မှအပြင်ပြန်မရောက်နိုင်တော့ဘူးလို့ယူဆထားကြသူတွေပါပြည်သူလုံခြုံရေးဝန်ကြီးကလည်းကျွန်တော်တို့အနေနဲ့ပြန်လဲထူထောင်ရေးကိုယုံကြည်ပေမယ့်ဒါရာဇဝတ်သားတိုင်းအတွက်တော့မဟုတ်ပါဘူးအထူးသဖြင့် NRA ရှိတဲ့ gangster တွေကိုဒီတဲ့လုံးဝထဲမတွက်နိုင်ဘူးလို့လည်းဆိုပါရယ်အကြမ်းဖက်ဂိုင်းတွေကိုဖြိုခွဲခြင်းဟာ El Salvador နိုင်ငံကိုကမ္ဘာပေါ်က အကျဉ်းချမှုနှုန်းအများဆုံးနိုင်ငံတစ်ခုဖြစ်စေပြီး2023ခုနှစ်တုန်းကလူတသိန်းမှာ1086ရောက်နှုန်းအကျဉ်းချခံနေရပါတယ်။ဒါ2023ခုနှစ်မှာ El Salvador လူဦးရေရဲ့တသက်မှ6ရာခိုင်နှုန်းဟာအကျဉ်းချခံနေရတာဖြစ်ပြီးပြည်သူတွေနဲ့ရာဇဝတ်ဂိုင်းတွေရဲ့ပတ်သက်မှုကိုပြန်စဉ်းစားကြည့်ရင်လေဒါကအံ့ဩစရာမဟုတ်ဘူးလို့တော့ဆိုရမှာပါ။ El Salvador ရဲ့ဥပဒေမှာလဲရာဇဝတ်ဂိုင်းတွေကိုရာဇဝတ်သားအစစ်နဲ့သတ်မှတ်တာမျိုးမဟုတ်ဘဲလက်နက်ကိုင်တပ်တွေအဖြစ်သတ်မှတ်ရင်ခြေမုံးနေတာဖြစ်ပြီး ဂန်စတာတွေကိုနှိမ်နှင်းဖို့တီးဆဲဥပဒေတွေကိုအပြောင်းလဲလုပ်တာတွေတောင်ရှိပါတယ်။ရာဇဝတ်သားတွေကိုကူညီမိသူထောက်ခံသူပတ်သက်သူမှန်သမျှအရေးယူခံရမှာဖြစ်ပြီးဒီလောက်ရောက်ကြပြည်သူတွေလည်းရာဇဝတ်သားတွေနဲ့ပတ်သက်ရမှာဘူးအရန်ပဲထိတ်လန့်လာကြပါတယ်။ဒီတော့ရာဇဝတ်သားတွေကိုလည်းပြည်သူတွေကြားကွဲထွက်လာပြီးတခဏအတွဲမှာပဲဇက်တိုက်ဆိုသလိုဖမ်းဆီးခံလာရပါတယ်။လူတစ်တွေကလည်းအဖွဲတွေကထွက်ပြေးကုန်ပြီးဘတော်မှဂန်စတာပြန်မလို့ရဲကြတော့ပါဘူး။ရဲတအူးရဲ့အဆိုအရအရင်ကဈေးဆိုင်ထဲအထိဝင်ပြီးမိုက်ကြီးခွဲတဲ့ဂန်စတာတွေဟာ အရေးပေါ်အခြေအနေကြေညာပြီးနှစ်ပတ်လောက်အကြာမှာတင်ပျောက်ချင်းမလားပျောက်ဆုံးကုန်တယ်လို့ဆိုပါရယ်ဘတ်စကာကုမ္ပဏီပိုင်ရှင်တဦးဆိုရင်လေအရင်ကတလားဒေါ်လာ6000လောက်လူမိုက်ကန်တွေကိုပေးရပြီမြဲအခုချိန်မှာတော့စိတ်အနှောက်ရှက်ကင်းကင်းအလုပ်လုပ်ရပြီလို့ဆိုပါရယ်ပြည်သူတွေကလည်းအခုချိန်မှာစိုးရိမ်ပူပန်မှုမရှိပဲအေဂျင့်စွာသွာလာနိုင်နေပြီတခါတုန်းကပိတ်ပင်ခံထားတဲ့ပန်းခြံတွေဘောလုံးကွင်းစားတဲ့အများပြည်သူဆိုင်ရာနေရာတွေလည်းပြန်လည်ဖွင့်လှစ်လာနိုင်ပြီဖြစ်ပါရယ် ဒါနှစ်အနေငယ်အတွင်းမှာရာဇဝေကန်းတွေရဲ့အကြမ်းဖက်မှုကြာဆင်းလာတာကြောင့်အထင်ရှားဆုံးသက်တည်ဖြစ်ခဲ့ပြီး KSS တံပရာတွေမနှိမ်နှင်းကြိုင်တဲ့ဒီပြဿနာကိုအကောင်ဆုံးကင်တွေပြခဲ့သူတံပရာ9 Bookerly ရဲ့အစိုးရအဖွဲ့ကိုလူအများကအလေးစားအားကိုးလာတာအထူးဆန်းမဟုတ်ဘူးလို့တောင်ဆိုရမှာပါဒီလိုနဲ့2024ခုနှစ်ဖေဖော်ဝါရီလ4ရက်နေ့မှာတော့ Bookerly ဟာပြန်လည်ရွေးချယ်ခံရပြန်ပြီးမဲအရေးအတွက်83ရာခိုင်နှုန်းနဲ့အနိုင်ရရှိခဲ့ပြန်ပါတယ် ဘူခါလီကိုဝေဖန်သူတွေရှိနေပေမဲ့အယ်ဆာဗာဒိုပြည်သူအများစုကတော့တမိုင်းတစ်လျှောက်လူကြိုက်အများဆုံးတမ်မာတွေကတက်ရောက်အဖြစ်သတ်မှတ်ထားပြီးမီဒီယာတွေကလည်းလက်တင်အမေရိကရဲ့ပေါ်ပူလာအဖြစ်ဆုံးခေါင်းဆောင်အဖြစ်ဖော်ပြနေကြပါတယ်။အရေးပေါ်ကာလမှာအခြေခံလူအခွင့်အရေးတွေကိုလစ်လုရှုခဲ့တာတတူထိုးတာတွေကြောင့်ဂန်စတာလို့တန်တရားရှိသူ9500ကျော်ဖမ်းဆီးခဲ့ပြီးမှတပ်သေးမရှိတာကြောင့်လူ9000ကျော်ပြန်လွတ်ပေးတာတွေလည်းဖြစ်ပျက်ခဲ့ပါတယ်။တန်တရားဝင်တိုင်းဖမ်းဆီးမှုတွေရှိနေတာကြောင့်တကြွလှုပ်ရှားသူတွေလည်း ပြင်းအထန်စန့်ကျင်ဝေဖန်တာမျိုးကြုံခဲ့ရပါတယ်။အပြစ်မဲ့သူတွေကိုမှာပြင်ဖန်ဆီးမိတာကြောင့်ဝေဖန်တာတွေလည်းကြုံခဲ့ရပေမဲ့အာဏာပိုင်တွေကတော့လူအခွင့်ရေးအဖွဲ့အစည်းရဲ့ပြောဆိုမှုတွေကိုလစ်လူရှုထားကြပါတယ်။တမ်မရဘူခလီရဲ့အစိုးရဖွဲ့ဟာတစ်ဖက်မှာယာစွေကိုင်းတွေမရှိမလားကြာဆုံးတာကြောင့်ချီးကျူးခံရတယ်လို့တစ်ဖက်မှာလည်းလူအခွင့်ရေးချိုးဖောက်မှုတွေထောင်နဲ့ချီရဲ့မှာပြင်ဖန်ဆီးမှုတွေကြောင့်အပြင်းထန်ဝေဖန်ခံနေရပါတယ်။တချို့သောဝေဖန်သူတွေကတော့ဒီပြဿနာတွေဟာတိုင်းပြည်ရဲ့အစင်ဆက်ဖြစ်လာတဲ့အစိုးရဖွဲ့တွေအားနည်းမှု ပထဝီနိုင်ငံရေးရာနဲ့နိုင်ငံရေးဆိုင်ရာအချက်အလက်တွေကြောင့်ထောက်ပြကြသလိုရဲတပ်ဖွဲ့အနေနဲ့လည်းအကျင့်ပြတ်ခြားစားမှုတွေဟာလက်ရှိကြန့်ရှိနေဆဲဖြစ်ပါတယ်။ဒါကြောင့်လည်းအခုအခြေအနေဟာတကယ်ထိရောက်တာမဟုတ်သေးပဲယာယီဖြည့်ရှင်းနှာယုံတာဖြစ်ကြောင်းဝေဖန်ကြပြီးအရေးပေါ်အခြေအနေကိုနှစ်နဲ့ချီကြီးညာထားရတယ်ဆိုတာဟာအစိုးရကထိရောက်စွာမလုံဆောင်နိုင်သေးတဲ့အကြောင်းတက်တည်ပြနေတယ်လို့အကဲဖြတ်ကြပါတယ်။ကဲဒီတော့တင်းတို့ရောအဆောဗာရိုနိုင်ငံရဲ့ယာဇွေကိုင်းနေအပေါ်နှိမ်နှင်းမှုကိုဘယ်လိုမျိုးထင်မြင်လဲဗျ။တင်းတို့ရဲ့ထင်မြင်ချက်တွေကိုလည်းခေါမမှာပါဝင်ဆွေးနွေးပြသလိုက်ပါ။ ဒီအစီအစဉ်လေးကိုအဆုံးထိလိုက်ပါကြည့်ရှုအားပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ